မြမပြည်ရဲ့နှလုံးသားမန္တလေးဒီနာမည်ကိုကြားလိုက်တာနဲ့ရွှေရောင်တောက်ပတဲ့အတိတ်ကြီးကျယ်ခမ်းနားတဲ့ရင်ကျေးမှုတွေကိုကျွန်တော်တို့မြင်အောင်မိကြတယ်ဒီမျိုးတော်ကြီးကိုတီထောင်ဖို့ဆုံးဖြတ်ခဲ့တဲ့ဘရင်မင်းတုံးမင်းဟာကုန်းပေါင်ခေရဲ့ဂုဏ်ရှိဆုံးအခမ်းကဏ္ဍကိုမှတ်တမ်းရေးထိုးခဲ့သူဖြစ်ပါတယ်1858ခုနှစ်မှာဘီမင်းနှုံးမင်းဟာမြို့တက်တီဖို့ဆုံးဖြတ်ခဲ့ပါတယ် ဒါဟာအင်္ဂလိပ်ကိုလိုနီနယ်ချဲ့မှုရဲ့ချင်းချောက်မှုအောက်ကမြမအချုပ်ချာအာဏာကိုကာကွယ်ဖို့ဗုဒ္ဓဘာသာနဲ့မြမယဉ်ကျေးမှုကိုအတွန်းရှည်တည်တန်းစေဖို့ဆိုတဲ့ကြီးမားတဲ့ရည်မှန်းချက်တွေရှိခဲ့ပါတယ်။မန္တလေးဟာစစ်အင်အားပြဖို့ထက်တရားဓမ္မနဲ့ယဉ်ကျေးမှုရဲ့ဗဟုဖြစ်ဖို့မွေးဖွားလာခဲ့တာပါ။ဒီနေ့မှာတော့ကျွန်တော်တို့ဟာဘရင်တပားရဲ့မျှော်မှန်းချက်မျိုးတော်တစ်ခုရဲ့ထွန်းကားမှုနဲ့ဤကုန်းချုပ်ကံကြမ္မာကိုတကြော့ပြန်လျှောက်ကြည့်ကြပါစို့ မန္တလေးရဲ့နှလုံးသားဟာနန်းတော်ဖြစ်ပါတယ်။အနီးနဲ့ရွှေရောင်ရောဆက်ထားတဲ့ဘီတုကာလက်ရာတွေခန်းသားထဲဝါတဲ့တစ်သားနန်းဆောင်တွေဟာမြမဘရင်တွေရဲ့တန်ခိုးအာဏာကိုကိုစားပြုခဲ့ပါတယ်။ကျုံးရည်ပြင်းကြီးဟာမြို့ရိုးကိုကာယံထားပြီးကျုံးမြို့ရိုးအတွင်းကနန်းမြို့တော်ဟာမြမပြည်အချုပ်အခြာအာဏာရဲ့အမှတ်အသားဖြစ်ခဲ့ပါတယ်။ မန္တလေးမြို့ရဲ့အထင်ကြီးကတော့မဟာမုဏိဘုရားကြီးဖြစ်ပါတယ်။ရှေးခေတ်အခါတော်မှစပြီးဘုရင်ကိုယ်တိုင်ရွှေချပူဇော်ခဲ့တဲ့ဒီရုပ်ပွားတော်ဟာမြန်မာလူမျိုးတို့ရဲ့မပြောင်းလဲတဲ့ဘာသာရေးယုံကြည်မှုကိုတည်တည်ပြနေပါတယ်။နေ့စဉ်ဘုရားရှိခိုးသူတွေရဲ့ပုံရိပ်တွေဟာဘာသာရေးအမွေနဲ့ဘလောက်အင်အားကြီးမားလဲဆိုတာဖော်ပြနေပါတယ်။မင်းတို့မိရဲ့အကြီးမားဆုံးပညာဒါနကတော့ ကုသိုလ်တော်ဖျားဝင်းမှာရှိတဲ့ကျောက်စာချက်926ချက်ပါပိတကတ်သုံးပုံပါပဲမြမဘရင်တပါးဟာစစ်ပွဲတွေထက်စာပေနဲ့ပညာကိုဘလောက်အလေးထားခဲ့ရဆိုတာဒီနေရာကတက်တေပြနေပါတယ်သမိုင်းတစ်ခေတ်ကိုကြောက်သားပေါ်မှာရေးထိုးခဲ့တာဟာမန္တလေးရဲ့ပညာရေးစိတ်သက်ပါပဲမင်းတို့မင်းနဲ့ရွာဆန်ပြီးနောက်နန်းတက်လာတဲ့တီပိုးဘရင်လက်ထက်မှာမန္တလေးရဲ့ကံကြမ္မာကမှောင်မိုက်ဆပြူလာပါတယ် ူငယ်ဘရင်ဟာမြို့တော်ကိုခင့်မီအောင်စူးစမ်းပေမဲ့ပြင်ပကဗြိတိရှားရဲ့စစ်အင်အားကိုတော့မရှင်နိုင်ခဲ့ပါဘူးမြမပြည်ရဲ့အချုပ်ချာအာဏာဟာတဖြည်းဖြည်းဆုံးရှုံးစပြုနေပါပြီမန္တလေးတမိုင်းရဲ့ကြေကွဲစရာအကောင်းဆုံးမြင်ကွင်းကို1885ရနိုဝင်ဘာလ29ရက်နေ့မှာတွေ့ခဲ့ရပါတယ်။တီဘောဘရင်နဲ့မိဖုရားဖြစ်တဲ့စုဖီးယားလက်မိသားစုကိုနန်းတော်တွင်ကနေ ဖယ်ရှားခံရပြီးအေယာဝရီမြစ်စိမ့်မှတဆင့်အိန္ဒိယနိုင်ငံကိုခေါ်ဆောင်သွားခဲ့ပါတယ်မြို့တော်ကိုတီထောင်သူရဲ့အိမ်မက်တွေဟာဒီနောက်ဆုံးမြင်ကွင်းနဲ့အတူကြေကွဲခွေရာဏီကုန်းကိုရောက်ရှိခဲ့ပါတော့တယ် ကိုလိုနီခေတ်နဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာမန္တလေးဟာစစ်မီးတံကိုအပြင်းထန်ခံစားခဲ့ရပါတယ်။အထူးသဖြင့်နန်းတော်ဆောင်များဟာဘုံနံသိမ်းခဲ့ပြီးမြမယင်ကျေးမှုဂုံအင်းကအများစုပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့မန္တလေးမြို့ဟာဘယ်တော့မှလက်မလျှော့တဲ့မြမစိတ်သက်ကိုပူဇော်ပြုတဲ့မြို့ဖြစ်ပါတယ်။ဒီနေ့ခေတ်မန္တလေးကိုကြည့်လိုက်ရင်နန်းတော်ရဲ့တမိုင်းဘာသာရေးရဲ့အငွေနှစ်လက်မှုပညာရဲ့ကျွမ်းကျင်မှုတွေဟာမြို့ရဲ့ဂုံယူစရာအဖြစ် အချင်းသားပေါ်လွင်နေပါတဲ့အရာအားလုံးပြောင်းလဲသွားပေမဲ့မြို့ကိုကာကွယ်ဆောက်ရှောက်နေသလိုရက်တည်နေတဲ့မန္တလေးတောင်ဟာ မြို့တော်ရဲ့မပြောင်းလဲတဲ့တပ်တေခံပါမန္တလေးဟာမင်းနေပြီးတော့အဖြစ်သူ့ရဲ့သမိုင်းကိုပြီးဆုံးခဲ့ပေမဲ့မြမရင်ကျေးမှုရဲ့အမွေနှစ်အဖြစ် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုအမြဲတမ်းကိုစားပြုနေမှာပါ မန္တလေးရွှေမြို့တော်ရဲ့ဇလန်းကနေတင်ပါရီခံစားမိလေ တင်းရဲ့အတွေးအမြင်များကို comment မှာဝင်မျှပေးခဲ့ပါဦးဒီလို သမိုင်းမှတ်တမ်းတွေနဲ့အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်